မိုင်းတဲ့အစတရာခန္ဓာလာတဲ့မန်သားဆန်အိမ်နန်းတော်ကိုသမီးလေးတွေအတွက်တည်ဆောက်နေတဲ့အနန္တလိုင်းတို့ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင်။ဘာမီဆီလီဗရီကနေပြန်လဲကြိုးစွလိုက်ပါတယ်။အမေရိကန်နိုင်ငံကတတိယမကြီးစမိုင်းရဲ့အိမ်တက်အစပေါင်းများစွာကြီးကြဲခန်းထားတဲ့အိမ်ကိုသမီးလေး၃ယောက်အတွက်ခြားပြလိုက်တာကတော့အနန္တလိုင်းတို့ဇနီးမောင်နှံမှာ ဒါကြောင့်လည်းသမီးလေးတွေပေါ်မှာထားတဲ့အနန္တလန်ရဲ့ခင်ပွန်းတဲ့ဇေတီဟာရဲ့မြတ်တာတရားတွေကို အလုံးကချီးကျူးနေကြပါတယ်။ဒါအပြင်သမီးလေးတွေနေထိုင်ဖို့အတွက်အနန္တလန်ရဲ့ခင်ပွန်းချပြလာတဲ့ဇက်ဗီလာလို့ခေါ်တဲ့အပန်းဖြေဆန်အင်ကြီးရဲ့ခံနောက်မှုကို အလုံးကငြိမ်မော်ရသလိုတချို့ကလည်းအနန္တလန်မိသားစုတိစောင့်နေတဲ့ ဇက်ဗီလာကစမိုင်းရဲ့အိမ်ထက်တောင်မှကြီးကျယ်ခန်းနားနေရလို့ဆိုပါတယ်။စမိုင်းရဲ့ချမ်းသာကြွယ်ဝမှုတွေကအထွေထူးပြောစရာမလိုအောင်ထိပရိသတ်တွေသိရှိပြီးသားပါ။နန်းတော်ကြီးတခုအလားခန်းနားလွန်လာတဲ့16ဒသမ9တန်းတန်ကြီးရှိတဲ့စမိုင်းရဲ့အိမ်ကြီးကနာမည်ကြီးလွန်လာပါတယ်။သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကိုမကြခနာဆိုသလိုကြွားလုံးထုတ်တဲ့စမိုင်းကဒေါ်လာ7ဘီလီယံချမ်းသာကြွယ်ဝပြီးတော့မီလီယံနာအဆင့်ထက်ပိုပြီးဘီလီယံနာအဆင့်တောင်မှရှိနေပြီလို့ဆိုပါတယ်။အထူးသဖြင့်တော့စမိုင်းရဲ့နေအိမ်ကကမ္ဘာကျော်ထိပ်တန်းအနုပညာရှင်တွေ ထိုင်တဲ့အိမ်တွေထက်တောင်မှခန်းနာပါသေးရဲ့။ဒါပေမဲ့လည်းအခုလိုခန်းနာပြီးတော့ဈေးကြီးလွန်းလာပါတယ်ဆိုတော့စမိုင်းရဲ့နေအိမ်ထက်ချမ်းသာကျွဲပါကပို့ပြီးတော့ကြီးကျယ်ခန်းနာတဲ့အိမ်ကိုခြားပြလိုက်သူကတော့တထေးကြီးဈေးတီဟာနဲ့နန္တာလိုင်းတို့ဇနီးမောင်နှံမောင် တထေးကြီးစီတီဟာကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတအူးဖြစ်တဲ့ဇေကဘာဥခင်ရွှေရဲ့တအူးတွေတော်သားဖြစ်ပါတယ်။ဒီလိုမျိုးတထေးကြီးစီတီဟာကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးမင်းသမီးဖြစ်တဲ့အနန္ဒာလိုင်နဲ့လက်ထပ်ခဲ့ပါတယ်။နန္ဒာလိုင်ဟာမြန်မာနိုင်ငံမှာတခေတ်တခါကမြန်မာနိုင်ငံရဲ့ထိတ်တန့်အောင်မြင်ဆုံးမင်းသမီးတစ်လက်ပါ တရုတ်ဆောင်မင်းသမီးချင်းနန္ဒာလိုင်းကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးရဲ့သားစီတီဟာနဲ့လက်ထပ်ပြီးတော့တမီလီ၃ယောက်ရရှိခဲ့ပါတယ်။ဒါအပြင်နန္ဒာလိုင်းကတထေးကြီးစီတီဟာနဲ့လက်ထပ်အပြီးမှာအနုပညာလောကကနေအနားယူပြီးတော့တမီလီ၃ယောက်ကိုပြုစုပြုထောင်ပေးခဲ့ရပါတယ်။ဒါကြောင့်လည်းနန္ဒာလိုင်းဟာမိခင်ပြီးသားသူအဖြစ်အားလုံးကချီးကျူးကြပါတယ်။ နန္ဒလိုင်ဟာသမီးလေး၃ယောက်ကိုအကောင်းဆုံးတွင်တင်ဆုံးမှပြုစုပျိုးထောင်နိုင်ခဲ့ရကြောင်းအခုဆိုရင်တော့တထေးကြီးစီတရားနဲ့အနန္ဒလိုင်တို့သမီးလေး၃ယောက်ဟာတော်တော်လေးထူးချွန်ထက်မြက်နေပြီးတော့နိုင်ငံသားကိုတောင်ပညာတော်တင်သွားဖို့အတွက်ပြင်ဆင်နေပါပြီ။ဒီလိုမျိုးသမီးလေးတွေနိုင်ငံသားမသွားခင်တရုတ်ဆောင်နန္ဒလိုင်နဲ့ခင်ပွန်ဖြစ်သူစီတီဟာတို့ကသူတို့ပိုင်ဆိုင်တဲ့မင်္ဂလာတောင်ကမြေကွက်ကျဲကြီးပေါ်မှာဇက်ဗီလာအမည်ရတဲ့အဆောက်အဦကြီးကိုခြံဝင်းတစ်ခုအတွင်အကောင်အထည်ဖော်နေပြီလို့သိရပါတယ်။ ဒါကြောင့်လဲဇက်ဗီလာရဲ့ကြီးကျယ်ခမ်းနားမှုအဆောက်အုံဒီဇိုင်းတွေကိုတထေးကြီးစီတီဟာကသူ့ရဲ့အင်တာနက်ဆာမျက်နှာမှာဝေမျှခဲ့ပါတယ်တထင်းကြီးဦးစေတီဟာမျှဝေလာတဲ့တမိလေးတွေနေထိုင်ဖို့အတွက်တည်ဆောက်နေတဲ့ villa condo ဒီဇိုင်းမှာလမ်းတော်ကြီးတမျှကြီးကျယ်ခန်းထားတဲ့အိမ်တွေ၊ပန်းခြံတွေ၊တစ်ခွားခြံတွေ၊စိုက်ခင်းတွေအပန်းဖြေအနားယူစရာနေရာတွေအမျိုးစုံပါဝင်တာကိုတွေ့ရပါတယ်။ဒီလိုခန်းထားတဲ့ Z villa မှာကဘာပေါ်ကအလှဆုံးနဲ့အကောင်းဆုံးစိန်ခံပစ္စည်းတွေကိုထည့်သွင်းဆောက်လုပ်သွားမှာပါ ဒါကြောင့်လေစမိုင်းတို့အိမ်ထက်တောင်ကြီးကျယ်ခန်းသားလုံးလုံးပြောဆိုနေကြပါတယ်။လက်ရှိမှာတရုတ်ဆောင်မင်းသမီးနန်တာလိုင်းနဲ့တထေးကြီးဇေတီဟာရိုဇနီးမောင်နှံနဲ့သမီးလေးတွေကမိဘတွေပိုင်ဆိုင်တဲ့အိမ်မှာစုပေါင်းနေထိုင်ကြပါတယ်။ပရိသတ်တွေကတော့ခန္ဓာလာတဲ့နန်းတော်ကြီးထဲမှာမင်းသမီးတွေလိုနေထိုင်ရတော့မယ့်နန်တာလိုင်းရဲ့သမီးလေးတွေကိုအားကျနေကြပါတယ်။ကဲကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောနန်တာလိုင်းရဲ့ဇက်ဗီလာနဲ့စမိုင်းတို့အိမ်ဘသူအိမ်ကပို့ပြီးတော့ခန္ဓာကြီးကျယ်မယ်လို့ထင်ပါတယ်လေရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။